သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းမှဒီကနေ့မေလ18ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးတိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကြံခရိုင်မှာပြည်လုံနေတဲ့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးဟာ ဒီနေ့တောင်တာမြို့နယ်တနောင်းကုန်းပြူစောတိရွာနဲ့နထိုးကြီးမြို့နယ်ဝက်လူးရွာတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဒရဇက်လုပ်နေတယ်လို့ဒေသခံတွေနဲ့တော်လိုင်းရင်သတင်းအရင်းမြစ်တွေထံကနေသိရှိရပါတယ်။မေလ15ရက်နေ့ကစတင်ခဲ့တဲ့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးမှာမြင်းကြံတောင်တာနထိုးကြီးမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီစခန်းတွေကိုတော်လိုင်းရင်တပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေထဲမှာမြင်းကြံမျိုးအထွက်ကကြောက်ပြုတ်ရောစီမီကိုနထိုးကြီးမျိုးနယ်ကမြန်မာတရုတ်ဒန်းွေပိုင်လိုင်းအဆောင်စကန်ဝလူရစ်စကန်တောင်တာမျိုးနယ်ကစစ်တပ်နဲ့ပြူစောတိပူပေါင်းတက်ထိုင်နေတဲ့ထနောင်းကုန်းရွာတို့ကိုတော်လိုင်းရစ်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးမေလ18ရက်နေ့ထိတိုက်ပွဲပြင်းထန်နေပါတယ်။မိတ်တီလာတဒါဥဘက်ကနေဝိုင်းတွဲတွေဂျက်ဖိုက်တာတွေနဲ့ဇက်တိုက်လာနေတာနထိုးကြီးမျိုးနယ်ကိုလည်းဝဲတယ်။ချတာကတော့တောင်တာကိုတစ်ချိန်လုံးတွားချနေတယ်လို့ဒေသခံတအူးကပြောပါတယ်။ ဒီစစ်စင်ရေးမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြင်းကျန်ခရိုင်တရင်တွေတက်ကရဲဘော်တချို့ကြဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဝက်လူစကန်အခြေအနေကကိုဘက်ကစစ်ရေးအသာစီးနဲ့တိုက်ခိုက်နိုင်တဲ့အခြေအနေလို့တော့ပြောလို့ရပါတယ်လို့တော်လိုင်းရေးသတင်းအရင်းမြစ်တူကပြောပါတယ်။လက်ရှိမှာမြင်းကျန်မြို့အထက်ကကြောက်ပြုတ်ရွာစစ်တပ်အထိုင်စခန်းနဲ့စီမီကုံမြို့ကစစ်တပ်အထိုင်စခန်းတွေမှာစစ်ရေးတင်းမာနေတယ်လို့သိရှိရပါတယ်။ လက်ရှိအခြေအနေမှာကိုမြင့်ဆောင်အညာမြေစစ်စင်ရေးရဲ့နှစ်ဖက်တိုက်ပွဲရက်လက်တွေကိုအပြည့်အစုံမသိရသေးပဲအကြံဖတ်စစ်ကောင်စီဘက်မှလေကြောင်းပစ်ကူအကြိမ်ကြိမ်ပြုတ်လုံနေသလိုတိုက်ပွဲတွေလည်းပြင်းထန်နေစေပဲလို့ဒေသခံတွေနဲ့တော်လှန်ရေးတရင်အရင်မြစ်တွေကပြောပါတယ်ဒီစစ်စင်ရေးမှာပါဝင်နေကြတဲ့တပ်ရင်းတွေဟာတိုက်ပွဲပြင်းထန်နေတာမို့လက်နက်ခဲယံအသုံးပြုရမှုများပြားနေတာကြောင့်နှိစက်ရတပ်တွေကိုကူညီကြဖို့လဲတော်လှန်ရေးတပ်တွေကနှိုးဆော်ထားကြပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖာကန့်နန်ယာကာမိုင်းလမ်းပိုင်းမှာရှိတဲ့တရားညီနောင်အနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတိကိုက်သေဆုံးမှုများပြားနေကလက်နက်ခဲယမ်းများနဲ့တင်ဆက်ရရှိကြောင်းသတင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖာကန့်နန်ယာကာမိုင်းလမ်းဘက်မှာရှိတဲ့တရားညီနောင်အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ဘက်မှတိကိုက်သေဆုံးမှုများပြားနေပြီးလက်နက်ခဲယမ်းများနဲ့တင်ဆက်ရရှိခဲ့ကြောင်း KIA စေရေးသတင်းအရင်းမြစ်ကပြောကြားပါတယ်။ ယနေ့မေလ18ရက်နေ့နံနက်ပိုင်းမှာဖားကန့်မြို့နယ်ဘက်ကိုကာမိုင်းနှံ့ရဖားကန့်လမ်းပိုင်းအတိုင်းအင်အား600ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အကြံဖတ်စစ်သားတွေနဲ့ပြည်သူစစ်များကိုတရားညီနောင်အနီးအနားမှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်သားအများအပြားထိခိုက်သေးဆုံးမှုများပြားပြီးလက်နက်ခဲယမ်းများနဲ့တင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒီမနက်ဆိုရင်တရားညီနောင်တိုက်ပွဲမှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ စစ်ကောင်စီစစ်ကြောင်းကတရက်ကိုနည်းနည်းချင်းရှေ့တိုးလာတာတလာအတွင်းမှာတရားညီနောင်အထိရောက်လာတာပေါ့သူတို့ကအထိအခိုက်တိတ်ဆုံးတာတွေလက်နက်တွေခဲယမ်းတွေတင်ဆက်ရရှိတာအမြောက်အများရှိတယ်လမ်းတစ်လျှောက်မှာလည်းစစ်ခွေးတွေအများကြီးတေုံကြတယ်လို့ KIA စီးရေးတရင်အရင်မြစ်ကပြောပါတယ်ဖာကန်မြို့နဲ့ဖာကန်နိုင်ရကာမိုင်းလမ်းမိုင်း အင်းတော်ကြီးဝေခါဖားကန့်လမ်းကြောင်းကိုပြန်လဲထိန်ချုပ်နိုင်ရအတွက်အကြမ်းဖက်စစ်ကောင်စီကဝေဟင်မြေပြင်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေရခြင်းဖြစ်ပြီးစစ်ခွေးအင်အား600ခန်းတင်ကား2စီးဒရုန်းများအုံပြုကခြိတက်လာနေခြင်းဖြစ်ကြောင်းသိရှိရပါတယ် KIA KPDF တွေနေမြေစိုးမှုထိန်းချုပ်ထားတဲ့ကာမိုင်းနှံ့ရကာလန်ပိုင်းကိုသူတို့ကပြန်လဲထိန်းချုပ်ချင်တာကြောင့်အတိကစစ်ကြောင်းထိုးလာတာပေါ့ပြီးရင် KIA KPDF တို့ထိန်းချုပ်ထားတဲ့ဖားကန်မြို့ကိုလည်းပြန်လဲထိန်းချုပ်ချင်တာ ဘာကံမြို့မှာဆိုရင် KIAK PDF ကနေမြေအများစုထိန်းချုပ်ထားတာပေါ့မြို့ကိုတော့မသိမ်းသေးဘူးဒါပေမဲ့နေမြေတွေအများစုကို KIAK PDF ကထိန်းချုပ်ထားတာအဲ့ဒါကြောင့်စစ်ကောင်စီကနေမြေစွမှုမှုပြန်လုပ်ခြင်းလို့စစ်ကြောင်းထိုးလာတာတိုက်ပွဲတွေကတောက်လျှောက်ဖြစ်နေတဲ့တိဘက်တကြောမှာလို့ KIAC ရေးသတင်းအရင်းမြစ်ကရှင်းပြပါဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အရင်မူးပြီးရန်ကားတဲ့ကြောင်းထိုင်ဘုံကြီးကိုမူးရရန်ကားမှုနဲ့ဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပဲခူတိုင်းအုတ်တွင်းမြို့နယ်တကရကျေးရွာတောင်ကျောင်းမှာအရင်မူးပြီးရန်ကားတဲ့တတ်တော်80အရွယ်ကျောင်းထိုင်ဘုံကြီးကိုမူးယစ်ရန်ကားမှုနဲ့ဖမ်းဆီးလိုက်တယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်။မေလ16ရက်နေ့ညနေ9နာရီခန့်ကတည်းကတကရတောင်ကျောင်းဆရာတော်တတ်တော်80ကျော်ဝါတော်30ကျော်ရှိတဲ့ဥစံတိမှာအရက်သေးစားတောက်စားမူးယူပြီးရန်ကားနေတာကြောင့်ရွာကန်တွေကမြို့နယ်တာသနာထိမ့်သိမ်းဆောက်ရှောက်ရေးအဖွဲ့ကိုအကြောင်းကြားခဲ့ပြီးအဖွဲ့ကတွားရောက်စစ်ဆေးပြီးနောက်လူဝေလဲကရဲကိုဖမ်းဆီးခိုင်းလိုက်တာလို့ဆိုပါတယ်။ တော့စစ်ကြတဲ့အချိန်မှာအရက်နဲ့ငါထွက်နေတယ်။သူကအရက်ပြင်းနဲ့ခြတယ်။တနေ့က grand ဆိုရင်အပြာအလုံးမဝယ်ပေးရင်လဲစဲသေးတယ်။လူဝဲလဲပြီးရဲလက်အပ်ကြတဲ့တက်တေကန်ဓာတ်လဲအပ်လိုက်ကြတယ်လို့ဒေတာခန်တူကပြောပါတယ်။ဖန်စီမခံရခင်မှာဥစံနီမှာဓာကင်ပြီးကျင်းဝါတာတွေလုတ်ခဲ့တယ်လို့ဆိုပါတယ်ဓာကင်ပြီးတော့လှီမယ်ဖြတ်မယ်ခုတ်မယ်ထစ်မယ်တွေစုပ်ပြီးလုတ်နေတာသူကဓာကင်ရမ်းနေတော့စွတ်လဲမဝင်ရဲကြဘူးကိုရီကလည်းဓာကင်လို့ရတာမဟုတ်တော့ရောက်တဲ့အချိန်ចောင်းပေါက်ကနေခေါ်ချရတာလို့ဒေတာခန်တူကပြောပါတယ် သူဟာရခင်ကလေးကတောက်စားနေတတ်တာကိုရွာကန်တွေကမြို့နယ်တာထိန်အဖွဲ့ကိုဖုံးဆက်တိုင်ကြားတော်တွေရှိခဲ့တာကြောင့်အချိန်ချင်းတတိပေးခဲ့ပေမဲ့လိုက်နာတာမရှိဘဲဓာကန်ရန်ကားတဲ့အခြေအနေထိဖြစ်လာတာလို့သိရှိရပါတယ်။ရခင်ကတာဂရတောင်ကျောင်းမှာတန်ခါ၅ဘာကန်ရှိပြီးအခုလိုလုံရက်တွေကိုမကြာခဏလုတ်တဲ့အတွက်ဓာမခံနိုင်တော့ပဲတခြားကျောင်းကိုပြောင်းရွှေ့ကြတယ်လို့လူထွက်ကြတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ မြို့နယ်တာတနာထိန်ထိန်ဆောက်ဆောင်ရေးအဖွဲ့ကအုတ်တွင်းမြို့မှာရေစကန်းကိုအပ်လိုက်တာကြောင့်ရေအဖွဲ့ကမူးယစ်ရန်ကားမှုနဲ့အမှုဖွင့်ကအချုပ်ခန်းထဲမှာထိန်ထိန်ထားပြီးတရားစွဲဆိုဖို့ပြုလုပ်နေတယ်လို့သိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တရုတ်ထံမှထိုင်းဝယ်ယူထားတဲ့ရင်ကိုတင်မောများအထွတ်လိုအပ်တဲ့အင်ဂျင်များဂျာမနီကမယောင်ချနိုင်ဟုညှင်းဆိုဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးလက်ဖြစ်ကာကွယ်ရေးဝန်ကြီးလက်ဖြစ်တဲ့ဖန်တန်ဝီချာရာရိုင်းကဘာလင်မှာဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius နဲ့ကိုလာတက်မကငင်းချမ်းရေးဝန်ကြီးဌာနများတွေ့ဆုံပွဲမှာတွေ့ဆုံစဉ်တရုတ်ကဝယ်ယူထားတဲ့ရင်ငုတ်သင်းမောများမှာတက်ဆင်အုံပြုလိုတဲ့အတွက်ဂျာမနီတို့အင်ဂျင်များဝယ်ယူရန်ကန့်လန့်ခဲ့ရမှာညစ်ပယ်ခံခဲ့ရတယ်လို့မေလ16ရက်နေ့ကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်တရုတ်ဟာထိုင်းစီကို၎င်းတို့ထုတ်ရင်ကိုတင်းမောများရောင်းချရန်ကန့်လန့်မှုကိုလက်ခံခဲ့ပြီးနောက်2024ဇူလိုင်လမှာထိုင်းရီတက်ကတရုတ်ထုတ် CHD 620အင်ဂျင်များတက်စင်အသုံးပြုရန်သဘောတူခဲ့ပါတယ် ို့သောတရုတ်ထုတ်ယာဉ်ငုတ်သင်းမောအင်ဂျင်များခင်မီနည်းပညာအားနည်းချက်များရှိနေခြင်းကြောင့်ဂျာမနီတို့ MTU 396ယာဉ်ငုတ်သင်းမောအင်ဂျင်များတက်စင်အသုံးပြုရန်ကန့်လန့်ထရာဘာလင်အစည်းအဝေးမှာမေးမြန်းစဉ်ညှင်းပယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ဂျာမနီနဲ့ထိုင်းတို့ရဲ့ဆက်ဆံရေးဟာ163နှစ်ကြာခိုင်မြဲခဲ့က EU နိုင်ငံများအနက်ဂျာမနီဟာထိုင်းရဲ့ကုန်သွယ်စည်းပွားအကြီးမားဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်2029ခုနှစ်နဲ့2028ခုနှစ်များမှာဂျာမနီကကုလသမဂ္ဂနဲ့သုံးဘက်ပူးပေါင်းစီရေးလေ့ကျင့်မှုစွမ်းရည်မြင့်တင်မှုပြုလုပ်ရန်သဘောတူခဲ့ပေမဲ့တရုတ်ဟာနေတိုးရဲ့စစ်ဘက်ဆိုင်ရာပစ္စည်းများတင်ပို့မှုပိတ်ပင်ခံထားရတဲ့နိုင်ငံဖြစ်တဲ့အတွက်တရုတ်ထုတ်ရင်ကိုတင်မောများအတွက်အင်ဂျင်မရောက်နိုင်ဟုဂျာမနီကာကွယ်ရေးဝန်ကြီးကပြတ်သားစွာညင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း Phantom V Chara Rain ကရှင်းလင်းပြောကြားခဲ့ပါတယ်။ထိုင်းအတွက်ပထမဆုံးရင်ကိုတင်မောကိုတရုတ်ဘက်မှတီဆောက်နေသည်မှာ80ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီးအဲ့ဒီဒဇီးအတွက်တန်ကြီးဒီပင်လင်း ဘတ်9ဘီလီယံကျော်ရှိနေပြီဖြစ်ကယခုဂျာမနီတို့အင်ဂျင်မရတဲ့အတွက်ထိုင်းဘက်မှတရုတ်ရင်ကိုတင်မောဝယ်ယူရန်သဘောတူညီမှုကိုပြန်လည်ပယ်ဖြတ်နိုင်ကြောင်းသတင်းများထွက်ပေါ်နေသလိုမှာပြီးသားတင်မောကိုလည်းတရုတ်နဲ့မဟာမိတ်လုပ်နေတဲ့ကမ်ဘောဒီးယားထံလွှဲပြောင်းပေးမယ်လို့သတင်းများထွက်ပေါ်နေပါတယ်။အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးဖန်တန်ကပထမဆုံးတရုတ်ရင်ကိုတင်မောအတွက်ကုန်ကြစရိတ်တဝက်ကျော်ပေးခဲ့ရပြီဖြစ်ကကမ်ဘောဒီးယားကိုလွှဲပြောင်းမဲ့သတင်းများကိုမသိကြောင်းထိုင်းနိုင်ငံဆိုဒီမှာ တရုတ်ဂျာမနီအနောက်နိုင်ငံများနဲ့ရှင်းလင်းအလွန်သင်းငယ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်အခြေအနေများကိုသတိကြီးစွာထားရှိပြီးနှစ်ဖက်ဆက်ဆံရေးကိုလည်းအထူးဂရုစိုက်ရမှာဖြစ်ကြောင်းနဲ့အခြေအနေများကိုချင့်တွက်စီစဉ်ရန်တာရှိတယ်လို့ပြောဆိုသွားခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံတက်ခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့အသက်16နှစ်မှအသက်36နှစ်အတွင်းရှိမြန်မာလူငယ်၉ဦးကိုထိုင်းဘက်ကဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံတခခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့အသက်16နှစ်မှအသက်36နှစ်အတွင်းရှိမြန်မာလူငယ်၉ဦးကိုဖမ်းဆီးရရှိကြောင်းထိုင်းသတင်းဌာနများကဖော်ပြပါတယ်။ယနေ့မေလ18ရက်နေ့နနက်7:30မိနစ်အချိန်မှာထိုင်းစစ်သားများကတရားမဝင်မြန်မာ၉ဦးတင်ဆောင်လာတဲ့ကားများကိုဖုတ်ဖရခရိုင်အတွင်းထဲမှာတားဆီးစစ်ဆီးခဲ့ကြောင်းအဲ့ဒီလိုစစ်ဆီးစဉ်အသက်16နှစ်မှအသက်36နှစ်အတွင်းရှိမြန်မာလူငယ်၉ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးကားမောင်းသမားထိုင်းနိုင်ငံသား driver ကိုလည်းဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ထိုင်းနိုင်ငံသားကာမောင်တမကမြန်မာနိုင်ငံသားများကိုတွားရောက်ခေါ်ယူပြီးပုတ်ဖရခရိုင်ကိုပို့ဆောင်ရန်စီစဉ်ထားကြောင်းရင်းမာတဆင့်ထိုင်းနိုင်ငံအတွင်းဘန်ကောက်အပါအဝင်အလို့ရှိတဲ့နေရာများကိုတွားရောက်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၉ဦးကိုပုတ်ဖရမြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားကြောင်းသိရှိရပါတယ်။အဲ့ဒီနောက်ကျင်ဆိုးရဲ့နောက်ဆုံးနေ့များကန္တာဆိုတဲ့ကျူးလီပောင်တရင်စီရဲ့ရေးသားထမှုကိုတင်ဆက်ပေးပါမယ်။အဖမ်းခံအသက်ခံရမှာဆိုလို့မျက်နာခွဲစိတ်ပြုတ်ပြင် ရုပ်ဖြတ်တဲ့ဘီဂျဲတပွေရှိခဲ့ဘူးလေ။ မက္ကဆီကန်ကာတဲလ်ကောင်းဆောင်အမတ်တိုကာရီလိုတဲ့ရုပ်ဖြတ်ပြီးမကြပါဘူးရောယူဝါကိုဗီဇာမလိုပဲလစ်တာပဲမိုင်ရင်စုပ်ပဲ့တဲ့သူဘဲသူမဆိုနီကုန်းကံပတ်သက်အဆုံးသက်လှစရာမရှိတစ်တော်မတုံးနဲ့ဖွားပုတ်ရှောင်းတင်ထားတာတွေအကုန်ဖြတ်ပရိုဖိုင်လော့ချမိသားစုဝစ်ကျွင်းတွေပြောင်းဘယ်လိုခြေရဖြောက်ဖြောက်လူယိုလားပြာဖြစ်သွားတော့ဒင်းတို့ကိုမှတ်မိပါဂျက်စီဂျင်းလည်းနောက်ဆုံးတော့စမုံတုံးတာပဲအိုက်ကမန်လည်းကဘာကုန်းကြည်တွေ့ပဲပြပြမိတာပဲဝင်းဦးလီတန်းနဲ့ပြောရရင် ဘယ်ပြင်းမလဲလိလေဘဲတွေအခုကိုပဲစောက်တီရမဲ့ခြေမကင်မီလက်မကင်မီဖြစ်နေကြပြီမဟုတ်လားတောနုဒရအထာနဲ့ကျင်စိုးကိုလက်ညိုးထိုးယုံနဲ့လည်းပြီးသွားမယ်ကိစ္စမဟုတ်ငကျင်ကိုယ်တိုင်ပြေးဖို့ချောင်းနေပါတယ်ဆိုမှသူ့လွှဲချယုံနဲ့ပြီးသွားမယ်လို့တော့မှတ်မှတ်ယူလေနဲ့ကျွတ်ကျွတ်အိမ်မတောင်ပရိဒေဝမိဟလို့လေဖြတ်ချင်းတလို့လို့ဖြစ်ထားတာတဲ့အခွက်ကိုကြည့်လက်ကိုကြည့်ပါလားရူစကီခီးစဉ်တလျှောက်လုံးလေဖြန်းမှလက်ကိုဘေးကတက်ရောက်မလွတ်တန့်လိုက်ကင်ပေးနေရတာအကြောင်းပဲမဟုတ် နဂိုကရွေးနေတဲ့အခွက်ကလည်းပြန်ဖော်တဲ့မမ်မီလောက်တောင်ကြည့်မကောင်းတော့ဘူးမွေးရပါအချိုးမကျတဲ့ဗဇက်ဆိုလဲကွန်းတီးငုံထားတယ်လို့အမြင်မြုံစီစီနဲ့ကြိတ်ကြွေနေလို့ဒီလောက်အနုစိတ်ခွဲချမ်းစိတ်ဖြာနေတာလို့တော့မထင်လိနဲ့အာတုဘကမ္မထန်ရှုတယ်လို့ရှုထားလို့ငါကိုယ်တော်ထိုးထွင်းသိမြင်တော်မူနေတာ conversion disorder လက္ခဏာတွေဖုံးမနိုင်ဖိမရထကြွနေတာအာကုတ္တစိတ်တစားရုပ်တွေထင်ရှားဖြစ်ပေါ်လာတာတခုပဲစိတ်ပူတယ်ကိုယ်တွေမလုတ်လိုက်ရပဲ ပစ်ကမီခောပနီမောင်နှံသူ့ဟာသူလစ်သွားမှာကိုပါပဲကြာတော့မကြာလောက်တော့ဘူးလို့ယုံကြည်ပြီးသားပါအိမ်မောကြနေတဲ့အတီးတောင်တရေနိုချင်းညောင်းလက်ဆန့်ထလို့ယုံရှိသည်ထိုင်းနေဆက်ကမစုတ်တန်းစခန်းတွေတရက်တစ်ခုတိမ့်နေကြတာမြင်နေမဟုတ်လားနာမည်နဲ့တော့လိုက်ပါမစုတ်တန်းစခန်းမို့တိမ့်လို့ရတာလေစုတ်သွားရင်ဘလိုလို့တိမ့်လို့ရမှာလဲခွေးလီခွေးလင့်တွေကတော့မတိုက်မီကပြေးနေသည်ပေါ့ကြီးကန့်ရှင်ကြီးကတော့ပြောရှာတယ်ကြောက်ဖြူကိုလည်းမနှမ်းနဲ့အောက်တူကိုလည်းမဆန်းနဲ့တဲ့ အာရခရှင်ကြီးအကိုထွင်းကတော့ကြောက်ဖြူကိုလည်းနမ်းတကွာအေယာဝရီကိုလည်းစမ်းတကွာတဲ့အင်္ဂါဂျိုကလာတားတော်ရပူတွေ့မှာပဲတဲ့ဒါမျိုးမိမိတို့အားပေးကြရမယ်မဟုတ်လားပြိတ္တ BWN အဖွဲ့ကလည်း BWN ပါဝါတွေနဲ့ဒီမနက်ပဲတောင်ကိုကိုဘလောင်စုအောင်တီးပြန်ပြီကဲကြာတာတွေရဲ့များပြီကြာတတ်တာတွေမကြစေဖို့အတွက်နင်းဝေတဲ့စောင်းမတိုင်ခင်အပီဝုံးကြပါစို့ဖောင်ပိတ်တဲ့တင်ចောင်းစွာဖင်းကိုငကျင်ကတခရာထားလို့ ပါဝါဖွက်ချအညိုကောင်နဲ့ရဲဝင်ဥတင်းနေပါတဲ့ကြင်ကြကြရေမငုတ်ပါဘူးခွေးဖင်အပူဆောင်ပြီးဝဘိုးဝါနဲ့ရှိုထန်းဖို့သာပြင်ထားကြဆုစ်ကျူလီပောင်တရင်စင်အချင်းချင်းစိုးရဲ့နောက်ဆုံးနေများကန္တာဟုတ်ကဲ့ပါခင်ဗျာအခုလိုနားဆင်ကြကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြပါသတင်းတော်လန်ရေးဘတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာဒီခင်ဗျာဒီခင်ဗျာ